ေပါဂျွန်ချက်စီတင်ကိုအားပေးနေကြတဲ့ဘရာသန်ကြီးကိုပရိသတ်တွေအားလုံးပဲမင်္ဂလာပေါင်းနဲ့ခမ်းကြောင်းပါစေလို့ဥစွာပထမနှုတ်ဆက်တာလိုက်ပါရစေ။ဒီဗီဒီယိုမှာကျွန်တော်တို့ထုံးစံနိုင်မဲ့ချက်စီတင်အကြောင်းအရာတွေကိုတစုတစည်းနဲ့စူးစိဖော်ပြတက်ဆက်ပေးသွားမှာပါ။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ကတော့ကျွန်တော်ချက်စီတင်ရဲ့လက်ရှိနီးပြဖြစ်သူအန်ဆိုမာရက်စကာရဲ့နီးပြရာသီနဲ့ပတ်သက်လို့အဲဒါလက်ကျန်ပွဲစဉ်တွေရှင်ပြိုင်ပြီးလို့မှချန်ပီယံလိဝင်ချင်းမဝင်ချင်းတွေဒီသူ့ရဲ့နီးပြရာသီပေါ်မှာတက်ရောက်မှုတိတ်ပြီးရှိမှာမဟုတ်ဘူးလို့ကျွန်တော်သိရပါဗျ။ Chelsea သင်းကသူတို့အသင်းအတွက်ပလန်ရှိတယ်။ UCL qualify ဖြစ်စေခြင်းနဲ့တခြားသောအောင်မြင်မှုတွေစိုက်ထူခြင်းနဲ့ဆိုပေမဲ့ Mars ကလည်းပတ်သက်ပြီးစဉ်းစားတဲ့စဉ်းစားချက်မှာတော့ဒီတရားစီနောက်ထပ်တရားစီပေါ့နော်။သူက sorry တဲ့ကနှစ်နှစ်ပလန်နဲ့ Mars ကကို Chelsea ရဲ့ဒီပြပြခန့်ထားတာဖြစ်တဲ့အလျောက်ပေါ့နော်။နောက်တရားစီတော့တေချာပေါ့ Mars ကကို Chelsea ရဲ့ဒီပြပြဆက်လက်ထားရှိမှာဖြစ်တယ်ပေါ့နော်။အဲ့ဒီတရားစီပြီးလို့နောက်တရားစီပြီးလို့မှဒီ Mars ကအနေနဲ့ သူပြသင်းပြသိုက်တဲ့ qualification တွေကိုမပြသနိုင်ဘူးဆိုမှသာနေချက်ရှိတဲ့ဘက်က Mars ကကိုအစားထိုးတဲ့အနေအထားမျိုးတွေကရှိလာနိုင်တာဖြစ်တယ်လို့ကျွန်တော်သိရတယ်။အဲ့လိုမဟုတ်ဘူးဆိုရင်တော့ဒါ Mars ကကချက်ရှိတဲ့ရဲ့မိပြရာတူကိုဆက်ပြီးတော့ရောက်သွားနိုင်မယ်ပေါ့နော်။အောင်မြင်မှုချို့ site ထူနိုင်မယ်ဆိုရင်ပေါ့။ဒါကြောင့်လက်တလုံးမှာတော့ Mars ကနဲ့ပတ်သက်တဲ့အပြောင်းလဲတွေကတိတ်ပြီးတော့ချက်ရှိတဲ့နေနဲ့စဉ်းစားမှာမဟုတ်ဘူးလို့ ကြောင့်သိရပါတယ်။နောက်ပြီးတော့ချက်စီသင်းကသူတို့ရဲ့ဒီအသင်းခေါင်းဆောင်အပိုင်းနဲ့ပတ်သက်လို့ရှိရင်လည်းပြန်ပြီးတော့စဉ်းစားနေတဲ့အချက်တွေရှိတယ်။အထူးသဖြင့်သူတို့မှာ natural leader မရှိနေဘူးเนาะ။ rejain ကိုသူတို့အနေနဲ့ champion sorry ကျွန်တော်အသင်းခေါင်းဆောင်အဖြစ်ပေါ့အသတ်မှတ်ခဲ့ပြီမဲ့ rejain ဒီဒါကွင်းထဲမှာရှိတဲ့အချိန်ကတော်တော်လေးနှဲပါခဲ့တယ်။လက်ရှိမှာသူတို့မြင်တာကတော့ revive power ရဲ့အန်ဇိုဖာနန်ဒက်ရဲ့ဒီနှစ်ယောက်တာလင်ချက်စီသင်းရဲ့ဒါအသင်းခေါင်းဆောင်ရာထူးအတွက်ဦးဆောင်နိုင်မယ့်ကစားသမားတွေဖြစ်နေတယ် ကျန်တဲ့ကစားသမားတွေကြာကလည်းဥမာ Mindset Sky ရှိလို့လိုမျိုးကစားသမားကြာတော့လည်းနည်းနည်းလေးနှုတ်စိတ်တယ်ဆိုတဲ့အနေအထားမျိုးလေးတွေရှိတယ်ပေါ့နော်ဆိုတော့လက်တလုံးမှာတော့ဒီအသေးကောင်းဆောင်မှုပိုင်းနဲ့ပတ်သက်လို့ရှိရင်ချက်စီသေးမှကနည်းနည်းလေးပြဿနာရှိတဲ့အပိုင်းလေးတွေရှိတယ်ပေါ့နော်ဒါပေမဲ့သူတို့ Levi Cove Enzo Fernandez တို့ ਨੇ ဒီကိစ္စတွေကိုဖြေရှင်းသွားနိုင်မယ်လို့တော့ချက်စီသေးမှကယူဆနေလို့ပြရတယ်တစ်ဖက်မှာလည်းကျွန်တော်တို့ရဲ့နောက်ကွယ်ကစားသမားဖြစ်သူ ဝက်စလီဖိုဖာနာပါဖိုဖာနာနဲ့ပတ်သက်ပြီးတော့လေချက်စီတင်းရဲ့တာဝန်ရှိသူတွေရောဒီမာရစကာရဲ့အနည်းပြအဖွဲ့ဝင်တွေကပါဝက်စလီဖိုဖာနာကို quality ရှိတဲ့ player တယောက်လို့လက်ခံထားတယ်သူတို့ရဲ့ plan မှာလည်းအသုံးဝင်မဲ့ player တယောက်ဖြစ်လက်ခံထားတော့ညာလည်းပဲကစားသမားရဲ့ injury နဲ့ကစားသမားရဲ့ game time အပေါ်မှာတော့ဒီတရားဒီလုံးကိုသူတို့ဖျက်ချော်ပြီးတဲ့အချိန်မှာနည်းနည်းလေးစဉ်းစားရမယ့်အပိုင်းကြီးဖြစ်လာတယ်လို့သိရတယ်အားလုံးလည်းမြင်ပါပါဘောနော်ဖိုဖာနာအနေနဲ့ ကစားရတဲ့ပွဲစဉ်တွေမှာတော့သူနဲ့လဗေးယာနဲ့ခတ်ဆင်ဆင်ပဲခြေစွမ်းပြနိုင်တယ်သို့တော်လည်းပဲတကယ်တကယ်တမ်းဟို available ဖြစ်မှု အပိုင်းမှာတော့အများကြီးဖိုဖာနာအနေနဲ့ကလိုအပ်ချက်တွေရှိနေတာကြောင့်မလို့အာချက်စီတင်မကဒီလာမဲ့ transfer window မှာပေါ့နော်ဒီ Wesley Fofana ရဲ့အခြေအနေနဲ့ပတ်သက်လို့ရှိရင်သူကပြတော့အပြောင်းရွှေ့နေပတ်သက်ပြီးတော့စဉ်းစားချင်းချင်းသွားမယ်အပိုင်းတွေရှိတယ်လို့ကျွန်တော်လည်းကြားသိရတာဖြစ်ပါတယ်ဒီလိုပဲအသေးရနောက်ထပ်ကစားသမားတစ်ဦးဖြစ်တဲ့ ထရီဘတ်ချလပါရဲ့အနာဂတ်ကလည်းလက်ရှိချိန်ကြီးချက်စီးတဲ့တီငိန်တဲ့အနေအထားမျိုးပေါ့နော်မသေးချာမီရတဲ့အနေအထားမျိုးပါပဲကျွန်တော်ရှိနေသေးတယ်လို့သိရတယ်ဆိုတော့ခန်စစ်အပိုင်းအပြောင်းလဲတွေတော့ချက်စီးတဲ့အများကြီးမြင်ရဖို့ရှိတယ်။အဲ့လိုရှိတဲ့အချိန်မှာလာကျွန်တော်ချက်စီးတဲ့စိတ်ဝင်စားနေတဲ့ဒဲဟူရီဆန်ပေါ့နော်။ ဟူဆန်နဲ့ပတ်သက်လို့ရှင်ရဲ့လက်တလောမှာရဲမထွတ်အသင်းကဟူဆန်ပေါ်မှာစိတ်ဝင်စားမှုတွေမြင့်တက်လျက်ရှိတယ်။အလူသဖြင့်တော့ရဲမထွတ်ကတခြားသောခန့်သစ်ကစားသမားတွေနဲ့အတန်ထွက်နေတာရှိတော့လဲပဲဒိန်းဝီဆန်ကိုလည်းသူ့ရဲ့ဝီဒါထဲမှာဆက်လက်ထားရှိစေဖြစ်တယ်လို့ကျွန်တော်သိရတယ်။ဆိုတော့တစ်ဖက်မှာလည်း ပရီးမီးယားလိဂ်ကလပ်အသင်းတွေဖြစ်တဲ့ Chelsea, Arsenal, Liverpool ဒီ၃သင်းကဒီကစားသမားကိုရရှိဖို့အတွက်အသေးအတန်ကြိုးပမ်းနေတာပေါ့နော်။ဆိုတော့ Madrid အနေနဲ့ဒီလိုမျိုးထိပ်သီးအသင်းတွေနဲ့တော့မပြိုင်ဆိုင်လို့တော့ညာလည်းပဲကစားသမားကိုသူကအပြိုင်တော့မခေါ်ချင်ဘူး။သို့တော့သူစိတ်ဝင်စားတယ်ဆိုလို့ရှိရင်ကစားသမားကဘာပဲပြောပြောဒီ၃သင်းဘလောက်ပဲကောင်းတယ်ပြောပြောပေါ့နော်။ Real Madrid ကိုတော့ပို့ပြီးတော့ကစားသမားဘက်က ဆန္ဒရှိရှိနဲ့ရွေးချယ်သွားနိုင်တဲ့အပိုင်းတွေရှိတယ်ဗျာကျွန်တော်ပြောချင်တာကဘောပေါက်ပဲထင်တယ်ပေါ့နော်လီဗာပူးဘလောက်ကောင်းနေပြီပြောအာဆင်နယ်ဘလောက်ကောင်းနေပြီပြောချယ်ဆီတဲ့ဘလောက်ပဲဟိုလူငယ်တွေကိုကြိုက်ပြီးတော့ဗလန်ကောင်းကောင်းနဲ့ခေါ်ပြီးတဲ့ပျော့ပျော့ရဲမက်ဒရစ်လိုလက်တလောမှာတော့ကျွန်တော်တို့ထိပ်ပြီးပဲပေါ့နော်ဆိုအဲ့လိုအသင်းကသိဝင်သားရဲဆိုလို့ရှိရင်တော့ဒိန်ဝီဆန်ကမက်ဒရစ်ကိုပို့ပြီးတော့အသာပေးသွားနိုင်တယ်သို့တော့မက်ဒရစ်ကလည်းတခြားသောဟိုပေါ့ ခန်းစစ်ကစားသမားတွေစောင့်ကြည့်နေတာရှိတယ်လို့ဒိန်းဟူဆန်ကလည်းသူတို့ရဲ့ရေဒါထဲမှာထားရှိဆဲဖြစ်တယ်လို့သိရပါတယ်။ဒါကြောင့်လာမဲ့လွေရာတီထရန်စဖာဝင်းဒိုးဖွင့်တဲ့အချိန်မှာတော့ဒိန်းဟူဆန်နဲ့ပတ်သက်တဲ့ဒီကလပ်အသင်းကြီးတွေရဲ့ပြန်ဆိုင်မှုကတော့ကျွန်တော်တို့နယ်လေပြင်းပြင်းထန်ထန်နဲ့စောင့်ကြည့်သွားဖို့ရှိတယ်လို့ပြောလိုက်တာပဲဖြစ်ပါတယ်။တစ်ဖက်မှာလည်းကျွန်တော်တိုက်စစ်နဲ့ပတ်သက်ရင်ဒါချက်စီသင်းအတန်ခဏခဏထွက်တဲ့လေယံဒက်လက်ပါဒက်လက်နဲ့ပတ်သက်ပြီးတော့အထွက်တဲ့တဲ့င်းတွေအရတော့ဒက်လက်ကမန်ချက်စတာယူနိုက်တက်အသင်းကိုတောင်းရှိဖို့အတွက်နီးစပ်နေလို့သိရတယ်။ အခုကျွန်တော်တို့ဖတ်ရှုရတဲ့ outlet source တွေရဲ့ဖော်ပြချက်အရဆိုလို့ရှိရင် Manchester United အသင်းက Leon Delap ကိုဟိုဟောပဲအသင်းတွေထဲမှာ full position မှာရှိနေလို့ဇာသမာကိုယ်တိုင်ကလည်း Manchester United အသင်းကိုပြောင်းရွှေ့တာဒီအမှန်ကန်တဲ့လုပ်ရတစ်ခုပေါ့နော်အဲသူ့ရဲ့ဇာသမာဘဝအတွက်ရွေးချယ်တဲ့နေရာမှာအမှန်ကန်တဲ့ရွေးချယ်မှုတစ်ခုဖြစ်လိမ့်မယ်လို့ယုံကြည်နေလို့ကျွန်တော်လည်းသိရတယ်ပေါ့နော်ဒါကြောင့်မလို့ Chelsea ကတော့ဇာသမာကိုစိတ်ဝင်စားနေတယ် ဇာမားနဲ့ဇာမားရဲ့တောင်းရှိသူတွေနဲ့လည်း Chelsea သင်ထိတွေ့မှုရှိတယ်ပေါ့နော်သို့တော့ transfer window ရောက်တဲ့အချိန်မှာတော့ United ကပဲလက်ဦးသွားမလားဆိုတာကိုနည်းနည်းလေးသာစိုးရင်ရတယ်ဆိုရဲဒီထတိယမှာတော့ကျွန်တော်ရှိနေတယ်လို့သိရတာပဲဖြစ်ပါတယ်ဒါပေမဲ့ Chelsea ကလည်းကြိုးပမ်းမှာပါတစ်ဖက်မှာလည်းကျွန်တော်တို့နောက်ထပ် Rafael ရဲ့ Uh, sorry ကျွန်တော် Brighton တိုက်စစ်မှုဖြစ်သူ Jao Patro ပေါ့เนาะဆိုတော့ Jao Patro နဲ့ပတ်သက်လို့ရှိရင်လည်း Chelsea တင်းက စောင့်ကြည့်မှုတွေပြုလုပ်လာနေတယ်လို့ကျွန်တော်လည်းသိရတာလို့ဖြစ်ပါတယ်အထူးသဖြင့် Premier League ထိပ်သီးကလပ်အသင်းတွေအနေနဲ့ရောင်ဘတ်ထရိုရဲ့ခြေစွမ်းတွေအပေါ်မှာပေါ့နော်လေလာအကဲခတ်မှုတွေအရစိတ်ဝင်စားလာကြတဲ့အပိုင်းတွေရှိတဲ့အချိန်မှာ Chelsea တင်းကလည်းသူ့ရဲ့တိုက်စစ်ကိုဖြည့်တင်းတဲ့နေရာမှာရောင်ဘတ်ထရိုကိုသူသဘောကျတယ်လို့သိရတယ်ပေါ့နော် Chelsea တီးရှစ် transfer တွေပေါ်တော့ကလည်းရောင်ပထိုးတဲ့ပတ်သက်ပြီးတော့ Chelsea တင်းစိတ်ဝင်စားခဲ့တာရှိတယ်။ဒါပေမဲ့အစီမပြေခဲ့ဘူးမရခဲ့ဘူးပေါ့နော်။ဆိုတော့ ဒါမဲ့ transfer window မှာတော့သူတို့ရဲ့ tight sit အပြောင်းလဲတော့ Chelsea တင်းကစိတ်ဝင်စားနေပြီးရတယ်ဒီလိုပဲဒါကျွန်တော်တို့ Dortmund ရဲ့ Jamie Gardner တို့ဟာဆိုလို့ရှိရင်လည်း Chelsea တင်းစိတ်ဝင်စားတဲ့ဒါ tight sit ရစားသမားတွေလည်းမပါဝင်နေတာဖြစ်တယ်လို့ကျွန်တော်တို့စိုးနိုင်တာပဲဖြစ်တယ်ပေါ့နော်ဆိုတော့ Chelsea ကတောင်းပန်တွေကိုလည်းအချိန်ပြောင်းပြုလုပ်ဖို့အတွက်အာဒီဒါဆန္ဒရှိနေစေဖြစ်တယ်ဆိုတာကတော့ထင်ရှားပါတယ်ပေါ့နော်ဆိုတော့ဒါက tight sit ပိုင်းနဲ့ပတ်သက်ပြီးတော့ Chelsea ရဲ့စိတ်ဝင်စားမှုတွေပါ အဲ့နောက်မှာတော့ဒါ Chelsea အသင်းဒီ Lamin Transformer တိုက်စစ်ကိုဒီလိုမျိုးဟိုဖြည့်တင်းမှုစ조사နေတာဒီအထူးသဖြင့်သူတို့ရဲ့ finishing ဘိုင်းကြောင့်ပါတယ်ပေါ့နော်ဒီအားဒီမှာ Chelsea အသင်းအဓိကနိုင်ပွဲတွေမရရှိခဲ့တာဒီဒီအထူးသဖြင့်တော့ finishing ဘိုင်းတွင်းကိုဘိုင်းမှာအားနည်းချက်တွေအများကြီးရှိခဲ့တယ်လို့ယုံကြည်တယ်လို့သိရတယ်ပေါ့နော်ဂိုးတွေအဖြစ်သာပြောင်းလဲနိုင်ခဲ့မယ်ဆိုလို့ရှိရင်သူတို့အနေနဲ့ ခြားခြေလမ်းတွေကိုသူတို့လှမ်းနိုင်မှာဖြစ်တယ်ဒါပေမဲ့ချက်စီးတက်က finishing mile နဲ့ပတ်သက်ပြီးတော့တော်တော်လေးဟိုတိုင်ပတ်ခဲ့တာပေါ့ဒါပေမဲ့ဒီတရာစီတဲတော့မဟုတ်ရှေ့ရာစီဒီမှာတော့လည်းချက်စီးတက်နေနဲ့ finishing mile နဲ့ပတ်သက်လို့ရှိရင်တိုင်ပတ်လေးရှိတဲ့ဟိုအသေးအသေးပဲပေါ့နော်ဆိုတော့အဲ့လိုမျိုးအနေထားဖြစ်နေတဲ့အတော့လာမယ့်ရာစီမှာသူတို့ finishing ကောင်းတဲ့တိုက်စစ်ဘူးခေါ်ယူလေနောက်ပြီးလို့ရှိရင်တိုက်စစ်ပိုင်းကိုလည်း finish mile နဲ့ပတ်သက်လို့ရှိရင်အတီယာဒီကအမားတွေကိုသင်ကန်းစာယူပြီးတော့ review ပြန်လုပ်ပြီးတော့အကောင်းဆုံးပြန်လည်ပြင်ဆင်နိုင်ဖို့အတွက်ကို ပြောလင်းထားတယ်လို့သိရပါတယ်ညာတိုင်ကောက်ကျွန်းနေဒီကနေ့မလက်ခင်မှာ disappear ခြင်းနဲ့ Chelsea တင်းအကြောင်းအရာလေးပဲဖြစ်ပါတယ်ဆုံးထိကြည့်ရှုအားပေးကြတဲ့ brother ညီကိုပြည်သက်တီအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်နောက်ထပ် Chelsea တင်းအကြောင်းအရာတွေကို disappear နေအောင်မလို့ကျွန်တော် CVTV YouTube channel နဲ့ Facebook page ကို like and subscribe icon follow ပြုလုပ်ထားနိုင်ပါတယ်ညာအားလုံးပဲ see you next video ပါနော်